ရှင်တွေအားလုံးတာလီစော့ပါ Development Media Group DMG ရဲ့2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့ရခိုင်ဒေသအတွင်းမူရစေအဖြစ်အာဆီယံကိုပိန်းစာရွက်ပင်တွေကိုအရေးကြိုတောက်သုံးမှုများလာတဲ့အကြောင်းမိုင်းနေမိပြီးဆက်ကုနေရသူမြို့ဒေသခံတို့ငွေကြေးအကူအညီလိုအပ်နေတဲ့တဲ့ရခိုင်မှာစက်ကောင်စီကြောင့် တပတ်အတွင်းအမျိုးသမီးနဲ့ကလေးငယ်9ဦးထိခိုက်သေးဆုံးတဲ့အကြောင်းပါဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီစီဇန်ကို ကျမပြည်ပြည့်နဲ့အတူကိုအောင်မင်းမျက်စုတော့ကပူပေါင်းတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ရခိုင်ဒေသအတွင်းမူရည်စည်အဖြစ်အာဆီယံခိုဘိန်းစာရွက်ပင်တွေကိုအရေးကြိုတောက်သုံးမှုများလာတဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ရခိုင်ဒေသအတွင်းလူကြီးလူငယ်တွေပါတောက်သုံးမှုများနေတဲ့ အာဆီယံခေါ်ပိစာရွက်တွေကိုအရေးကြိုတောက်သုံးမှုတစ်ဖက်ပြန်လည်များပြားလာတယ်လို့ဒေသခံတွေစီကသိရပါတယ်။အာဆီယံခေါ်ပိစာရွက်ပင်တွေကိုပုံနာကျွန်းကြောက်တော်မြောက်ဦးမင်းပြားပူတီတောင်စားတဲ့မြို့နယ်တွေမှာစိုက်ပျိုးကြပြီးတော့တုံးဆွဲမှုပုံများနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။ဒါအပြင်ပိစာရွက်ကိုအစိမ်းစားကြတဲ့အပြင် ပြုတ်ပြီးရလာတဲ့အရင်မှာ ချောင်းဆိုးပြောက်ဆေးရည်ကိုကာကိုလာ နော့ကော်ဖီစားတာတွေရုတ်ထက်ပြီးတော့ရောင်းချတောက်သုံးနေကြတယ်လို့သိရပါတယ်။ ငွေရဆဲရဲ့အဖြစ်အလွန်ကြံတောက်သုံးနေကြတဲ့ဗီဇာရွက်တွေကိုလက်ရှိမှာဈေးနှုန်းသက်တာစွာနဲ့မြို့နယ်အနှံ့ဝယ်ယူရရှိနိုင်ပြီးလူငယ်တွေကြားမှာအရေးကြိုတောက်သုံးမှုအပြင်ဗီဇာရွက်တွေကိုဆဲချောက်အဖြစ်ယူဆိုင်သုံးဆွဲမှုတွေလည်းများပြားတယ်လို့သိရပါတယ်။ဗီဇာရွက်ပင်တွေကိုမြန်မာနိုင်ငံမှာငွေရဆဲအုပ်စုဝင်အဖြစ်တတ်မှတ်ပြီးတော့သုံးဆွဲခွင့်တမြစ်ထားပြီးအိန္ဒိယနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံမှာတော့တရားဝင်ဝယ်ယူသုံးဆွဲခွင့်ပြုထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလအတွင်းကအာရခတက်တော်ရဲ့ဒီလာတက်ဖွဲ့ဝင်တွေကမိစားရဲပင်တွေစိုက်ပျိုးထားတဲ့နေရာတွေကိုတွားရောက်ဖျက်ဆီးမှုတွေပြုလုပ်ခဲ့ပြီးအဲ့ဒီအပင်တွေကိုနောက်ထပ်လုံးဝမစိုက်ပျိုးဖို့နဲ့စိုက်ပျိုးသူတွေကိုလည်းဥရေနဲ့အညီထိထိရောက်ရောက်အရေးယူသွားမယ်လို့တတိပေးခဲ့ပါတယ်ဘိဇာရွက်ကိုအာဆီယံအရေးကိုတောက်သုံးခြင်းအပြင်ကျန်းမာရေးကိုဆူဆူဝါဝါထိခိုက်စေနိုင်တယ်ဆိုတဲ့အကြောင်းကိုလည်းအသိပညာပေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အဲ့လိုဘိဇာရွက်အာဆီယံအရေးကို ငွေရစီအဖြစ်ရေရှည်သုံးဆွဲရင်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုအဖြစ်အသည့်နဲ့ကြောက်ကပ်ပျက်စီးမှုမှန့်ညာအာနေမှုစိတ်ဓာတ်ကျလွယ်မှုကင်ဆာဖြစ်စေမှုစားတဲ့ကျန်းမာရေးအတွက်စိုးရင်စရာဖြစ်လာနိုင်တယ်လို့ကျန်းမာရေးအတိုင်းဝန်ကပြောဆိုကြပါတယ်။ဒါပေမဲ့လက်ရှိမှာတော့တမျက်အရေးယူမှုအာနေချက်ကြောင့်တောက်သုံးမှုများပြားလာတာဖြစ်တယ်လို့ဝေဖန်နေကြပြီး ULAA အနေနဲ့ဘိန်းစာရွက်ပင်တွေကိုအမြင့်ပြရှင်းလင်းသင့်ပြီးတော့ရောင်းချမှုတွေကိုထိရောက်အောင်တမျက်အရေးယူသင့်တယ်လို့ထောက်ပြနေကြပါတယ်။ စီရဲကြမှာရခိုင်ကလူငယ်တွေဟာအလို့အကိုင်းပညာရေးစတဲ့အနာဂတ်မြို့လန့်ချက်တွေပျောက်ဆုံးနေပြီးတော့မူရဲစေဝါကို စိတ်ထွက်ပေါက်တစ်ခုအဖြစ်တုံ့ဆွေးလာကြတာဖြစ်တယ်လို့ပြောဆိုကြပါတယ်ဆက်လက်ပြီးတော့မိုင်းနေမီပြီးစေကူနေရသူမြို့ဒေသခင်တို့ငွေကြေးအကူအညီလိုအပ်နေတဲ့တဲ့င်းကိုလည်းတင်ဆက်ပေးပါပါမောင်တော်မြောက်ပိုင်းဂရက်ရှောင်းကျေးရွာအနီးမှာမိုင်းနေမီပြီးစေကူတောင်မှခံယူနေရတဲ့မြို့ဒေသခင်မြို့သားတို့ဟာလက်ရှိမှာ ငွေကြေးမတက်နိုင်ပြီးဈေးရုံမဆဲနိုင်ပြီးငွေကြေးအကူအညီတွေလိုအပ်နေတယ်လို့မိသားစုနဲ့နှိစက်သူတွေစီကသိရပါဗျ။ဂရိုင်ရှောင်းကြီးရော်သားအသက်20တနှစ်ရွယ်ကိုရွှေဟက်ဟာပြီးခဲ့တဲ့စတန်ဘာလ24ရက်ကကြီးရော်ကနမိုင်ခင်ကော်ဝေးတဲ့မေယူတောင်ကိုတောစဉ်မိုင်းနေမိပြီးညာဘက်ခြေထောက်ပြတ်ထွက်သွားခဲ့တာဖြစ်ပါရဲ့။မောင်တော်မြောက်ပိုင်းကဒေသခံတွေဟာတော်တော်အမီပြုပြီးလောက်ကင်စားတောင်းနေသူတွေဖြစ်ပြီးလက်ရှိမှာမိမြို့မိုင်းတင်ကြောင့်အလုတ်ကင်ခွင်းလင်းတွေဆုံးရှုံးနေတယ်လို့ပြောဆိုကြပါရဲ့။ဒါအပြင် နိုဝင်ဘာလ၁၄ရက်ကလည်းမောင်ရောမျိုးနဲ့ခုံတိုင်ကျေးရော်ကအသက်၄၂နှစ်အရွယ်မျိုးလူမျိုးဥတောင်ရိုင်းဟာတောင်ပေါ်သို့ဝေါ်ခုတ်တော်စဉ်မိုင်းနေမိပြီးတော့တည်ဆုံသွားခဲ့ပါတယ်။မောင်ရောမျိုးနေမှာမိုင်းပေါက်ကွေမှုတွေစက်တိုက်ဖြစ်ပေါ်နေတာကြောင့်မြို့မြို့မှာအသိပညာပေးမှုတွေကိုဦးစားပေးပြီးလှုပ်ဆောင်ပေးဖို့မောင်ရောဒေသခံတွေလှူလာနေကြပါတယ်။ရခိုင်မှာစစ်ကောင်စီကြောင်းတပတ်အတွင်းအမျိုးသမီးနဲ့ကလေးငယ်9ယောက်ထိခိုက်ဒေဆုံးတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။ ရခိုင်မှာနိုဝင်ဘာ16ကနေ22ရက်အထိတပတ်အတွင်းစစ်တွေကြောက်ဖြူဂွားနဲ့မြောက်ဦးတို့မှာစစ်ကောင်စီလေကြောင်းတိုက်ခိုက်တာကြောင့်ကလေးငယ်အပါအဝင်ဒေသခံ၄ယောက်သေဆုံးပြီး၈ယောက်ဒဏ်ရာရှိကြတယ်လို့ DMG ကပြုစုထားတဲ့သတင်းတွေအရသိရပါတယ်စက်ကောင်စီလက်နက်ကြောင်းအသက်မပြည့်သေးတဲ့ကလေးငယ်၂ယောက်နဲ့အမျိုးသမီး၂ယောက်တေဆုံးခဲ့ပြီးနောက်ထပ် session နဲ့အောက်အမျိုးသမီးငယ်အပါအဝင်အမျိုးသမီး၃ယောက်ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ စကောက်စီဟာအယက်သားတွေကိုပြင်းမဲ့ထတိုက်ခိုက်နေပြီးအထူးသဖြင့်ကလေးငယ်တွေနဲ့အမျိုးသမီးတွေဟာထိခိုက်ဒိဆုံမှုများပြားနေတာကိုတွေ့ရတာပါမနေ့ကနိုမာ27ရက်ကွာမြွနဲ့ချိန်တလီမျိုးအမှတ်တဲ့ရက်ွက်ကိုစကောက်စီဘုံကျဲခဲ့တာကြောင့်အသက်9နှစ်အရွယ်မောင်ရှမ်းဘုံတက်မှာဘုံစားထိမှန်ဒိဆုံခဲ့ရပြီးတချီပန်းအမျိုးသမီးတအုံးနဲ့အမျိုးသားနှစ်ယောက်တန်ရရှိခဲ့ပါတယ်နိုမာ၂၀ရက်ကလည်းမြောက်ဦးမြို့ပေါင်းတဲ့ကျေးရွာအနီးဝန်းကျင်ကိုပုံနှလုံးကျေရှာတိုက်ခိုက်ခဲ့တာကြောင့်နွမ်းနှကောင်တည်ဆုံခဲ့ပါတယ်။ ဲ့လိုပဲနိုဝင်ဘာ18ရက်ကလည်း6ဖီမြို့နယ်တောင်ငူကျေးရွာနဲ့အလဲရွာအသက်ကျေးရွာကိုစက်ကောက်စီဘုံကျဲတာကြောင့်အသက်16နှစ်အရွယ်အမျိုးသမီးငယ်တယောက်အပါအဝင်အမျိုးသမီး3ယောက်တည်ဆုံခဲ့ပြီးနောက်ထပ်အသက်15နှစ်အရွယ်အမျိုးသမီးငယ်2ယောက်နဲ့အမျိုးသား3ယောက်ဟာလည်းဒဏ်ရာရှိခဲ့ကြပါတယ်အဲ့ဒါအပြင်အလဲရွာသက်ကြီးရွာကအရှိခံပညာမူလတန်းစာသင်ကျောင်းတစ်ကျောင်းတောင်ငူကြီးရွာကအရှိခံပညာအလဲတန်းစာသင်ကျောင်းတစ်ကျောင်းနဲ့ရဲတပ်နေအိမ်တလုံးတို့ဟာဘုံစားထိမှန်ပစ္စည်းတော့ကြတယ်လို့အေကထုတ်ပြန်ထားတာပါ စကောင်စီကစည်ရေးပြမတ်မဟုတ်တဲ့ဇာတင်ကြောင်းဘုံကြီးကျောင်းနဲ့ဒေသခံနေအိမ်တွေကိုဥတီပြီးစည်ရေးရတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ကြောင်းတောင်သားလူငယ်တွေ ထိခိုက်ဒေဆုံးနေကြရပါတယ်။အပြည်ပြည်ဆိုင်ရာဓလေ့ထုံတမ်းဥပဒေအရစည်ရေးနဲ့မသက်ဆိုင်တဲ့ရတနေထိုင်တဲ့နေရာတွေကိုကာကွယ်ပေးဖို့ဖော်ပြထားပေမဲ့စကောင်စီဟာစပွဲဆိုင်ရာဥပဒေတွေကိုလေဆာလိုက်နာတာမရှိဘဲလူအခွင့်အရေးကိုဆက်တိုက်ကျူးလွန်နေတာပါ။ ရခိုင်မှာနိုဝင်ဘာတလအတွင်းစက်ကောင်စီရဲ့ဆက်လက်နက်အမျိုးမျိုးကြောင့်ကလေးစင်ကအပါဝင် ထိခိုက်သေးဆုံးသူ85ဦးထပ်မံရှိခဲ့တယ်လို့ DMG ကောက်ယူထားတဲ့သတင်းတွေအရသိရပါတယ်ခင်ဗျာသတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်အာနာသိန်းကာလအတွင်းမိရှို့ဖြစ်စီမှုကြောင့်ရတနေရင်တသိန်းကျော်ဖြစ်စီတဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါဆေးအာနာသိန်းကာလလက်နှစ်ကျော်ကာလအတွင်းမြန်မာနိုင်ငံတော်ဝမ်းမှာ စစ်ကောင်စီရဲ့မိရှုပ်ဖြက်စီးမှုတွေကြောင့်နေအိမ်တသိန်းကျော်ဖြက်စီးခဲ့တယ်လို့ဒေတာပေါ်မြန်မာကထုတ်ပြန်ပါတယ်။နိုင်ငံတော်အမှအာဏာသိမ်းကာလအတွင်းစုစုပေါင်းနေအိမ်တသိန်း16000ကျော်ဖြက်စီးခံခဲ့ရပြီးအဲ့ဒီထဲကတသိန်း13000ကျော်ဟာစစ်ကောင်စီနဲ့လက်ရောက်ခံအဖွဲ့အစည်းတွေရဲ့မိရှုပ်ဖြက်စီးမှုတွေကြောင့်ဖြစ်တယ်လို့ထုတ်ပြန်ချက်ကဖော်ပြပါတယ်။နေအိမ်မိရှုပ်ခံရမှုဟာသကိုင်းတိုင်းမှာစုစုပေါင်း9690လုံးမိရှုပ်ခံခဲ့ရပြီး ပျက်စီးမှုရဲ့65ရာခိုင်နှုန်းနဲ့အများဆုံးဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်မကွေ၊မန္တလေး၊ကချင်း၊ရခိုင်၊ချင်းနဲ့တနင်္သာရီတိုင်းတို့မှာလည်းနေအိမ်ပေါင်း3,800ကျော်ဖျက်ဆီးခံခဲ့ရတယ်လို့သိရပါတယ်။အခုနှစ်2025ခုနှစ်ဖေဖော်ဝါရီလကနေမေလအတွင်းတိုင်းနယ်ပြည်နယ်၁၂ခုကကျေးရွာပေါင်း85ခုမှာအရှက်သားနေအိမ်ပေါင်း3680တလုံးမိရှုပ်ဖြစ်စီခံခဲ့ရတယ်လို့ဒေတာပေါ်မြန်မာကဆိုပါတယ်။အခုနှစ်ဖေဖော်ဝါရီလကနေမေလအတွင်း မကွေးတိုင်းကစလင်းရေစကြုံနဲ့မြိုင်မြို့နဲ့စကိုင်းတိုင်းထဲကစကိုင်းဝက်လက်ရွှေဘောချောင်းဦးကန့်ဘလူးမြို့နဲ့မန္တလေးတိုင်းထဲကမြင်းချံနဲ့ငန်းစွန်မြို့နယ်တွေမှာပျက်စီးဆုံးရှုံးမှုများပြားခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီထဲကရေစကြုံမြို့နယ်မြေတို့ကျေးရွာနဲ့မြေစွန်းတို့ကျေးရွာတို့မှာနေအိမ်940နဲ့စလင်းမြို့နယ်ဂွဲကုန်းကျေးရွာနဲ့ ငတန်းဆောင်ကြေးရွာတို့မှာနေအိမ်236လုံးအထိဖျက်ဆီးခံခဲ့ရပြီးထိခိုက်ပျက်စီးမှုအများဆုံးကြေးရွာတွေဖြစ်တယ်လို့ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်မေလအတွင်းကရခိုင်ပြည်ဘူးတိတော်မြို့နယ်အတွင်းနေအိမ်3840လုံးဖျက်ဆီးခံခဲ့ရပြီးကျွလွန်တဲ့အဖွဲ့အစည်းကိုအတိမပြုနိုင်တဲ့ဘူးလို့ဒေတာဖော်မြန်မာကဆိုထားပါတယ်။ဆေးရနာသိန်းလေးနှစ်ကျော်ကာလအတွင်းစစ်ကောင်စီနဲ့တွလှန်ရေးအင်အားစုတွေကြားဆေးရပတိပခတွေပြင်းထန်လာခဲ့ပြီးတော့စစ်ကောင်စီနဲ့လက်ရောက်ခံအဖွဲ့အစည်းတွေက အရသာနေထိုင်ရာကြေးရွာတွေကိုစစ်ကြောင်းထိုးတာနေအိမ်ဖျက်ဆီးတာအဖို့တာပစ္စည်းတွေကိုတည်ယူတာအခြေချတက်ဆွေးနေထောင်မှုတွေရှိခဲ့တယ်လို့ဆိုပါတယ်တွလိုင်းရဲ့အင်အားစုတွေဘက်ကလည်းဖြူစိုတီအကောင့်နဲ့ကြေးရွာတွေကိုတိုက်ခိုက်ခဲ့ပြီးမိရှော့ဖျက်ဆီးမှုတွေရှိခဲ့တယ်လို့ဖော်ပြထားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တက္ကသိုလ်ကျောင်းသား2800ကျော်ဂျူတင်မဲပေးထားတယ်လို့စစ်ကောင်စီပြောတဲ့သတင်းကိုတင်ဆက်ပေးပါပါ စက်ကောင်စီကရွေးကောက်ပွဲအတွက်တက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်ကျောင်းသားကျောင်းသူတွေကိုချုပ်တင်မဲပေးကြဖို့နိုဝင်ဘာ18ရက်ကနေ21ရက်အထိခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မက်ဆန်ဒါနဲ့ပြင်ပတက္ကသိုလ်ကောလိပ်တယောက်ကြားမဲ့ကျောင်းသားကျောင်းသူ1836ယောက်ချုပ်တင်မဲပေးခဲ့ကြတယ်လို့ရွေးကောက်ပွဲကော်မရှင်ကနိုဝင်ဘာ21ရက်မှာတည်င်းထုတ်ပြန်ပါတယ်။လက်ရှိမှာမဲမထက်ရင်ကြောင်းအရမှာအခက်ခဲရှိမှာကိုចောင်းသားចောင်းသူတွေနဲ့မိဘတွေကစိုးရိမ်နေကြပြီးမဲထက်သူတွေရှိတယ်လို့သိရတာပါ။ စက်ကောင်စီဟာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်း1ကို102မြို့နယ်မှာကျင်းပမှာဖြစ်ပါတယ်။အဲဒီနောက်2026ဇန်နဝါရီ17ရက်မှာအပိုင်း2အဖြစ်မြို့နယ်တရာနဲ့ကျွန်မြို့နယ်တွေကိုနှစ်ပတ်အကြာမှာအပိုင်း3အဖြစ်ကျင်းပသွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါပေမဲ့တော်လိုင်းအင်အားစုတွေကတော့အာဏာသိမ်းစက်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲဟာတရားမဝင်အတုရောင်သာဖြစ်တယ်လို့ပြောဆိုထားပြီးထိန်းချုပ်နယ်မြေတွေမှာခွင့်မပြုဘူးလို့အတိအလင်းကြေညာထားတာပါ။ စက်ကောင်စီကတိုးတင်းမဲအနေနဲ့အကြောင်းသားအကြောင်းသူတွေယာယီနေရက်စွန့်ခွာနေရသူတွေမဲဆန္ဒနဲ့ပြင်ပရောက်နေပြီးအကြောင်းတင်နှံတက်နေသူတွေအရှုပ်ကျနေသူတွေဆေးရုံတရာကူးတနေရသူတွေဟာနိုမ25ရက်ကနေ29ရက်အတွင်းတိုးတင်းမဲပြရမှာဖြစ်တယ်လို့စက်ကောင်စီရုပ်ကပွဲကော်မရှင်ကကြေညာထားပါတယ်ခင်ဗျာနောက်ဆုံးတစ်ပုတ်အနေနဲ့နိုင်ငံတကာသတင်းတစ်ပုတ်ကိုလည်းတင်ဆက်ပေးပါပါဘင်္ဂလားဒေ့ရှ်မှာငလျင်ကြောင် ။မအုပ်တည်ဆုံးပြီးအများအပြားဒဏ်ရာရတဲ့တရင်ကိုလည်းတင်ဆက်ပေးချင်ပါသေးတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမာဒဗရီခရိုင်နာစင်ဒီမြို့အနီးမှာနိုဝင်ဘာလ22ရက်နေ့ကငလျင်လှုပ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့တဲ့အတွက်လူ9ဦးထက်မနည်းတည်ဆုံးပြီးတရားဝန်ကျင်လောက်တန်းရန်ရရှိသွားတယ်လို့ AFP သတင်းတရမှာဖော်ပြထားပါတယ်။တောက်ကြနဲ့မနေပိုင်းကလှုပ်ခတ်ခဲ့တဲ့အဲ့ဒီငလျင်ဟာပြောင်း9ဒသမ9မီဂနီကျူရှိပြီး26ဆက်ကကြာခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်ဘူမိဗေဒဌာနကထုတ်ပြန်ထားပါတယ်။ တိတ်ဆောင်းသူတွေထဲမှာခလင်းငယ်တို့ဦးလေးပါဝင်ပြီးဒဏ်ရာရသူတွေထဲကဒဏ်ရာပြင်းထန်သူ၉ဦးကိုဒါကာကဆေးရုံမှကုသပေးနေတယ်လို့အစိုးရကျန်းမာရေးဌာနကထုတ်ပြန်ထားပါတယ်။ငလျင်ကြောင့်တုံခါမှုကိုငလျင်ဘိုဟိုချက်မနဲ့ကီလိုမီတာ300ကျော်အထိကွာဝေးတဲ့အိန္ဒိယနိုင်ငံကာလကတ္တမြို့အထိခန်းစားခဲ့ရတယ်လို့သတင်းမှဖော်ပြချက်အရသိရပါပါတယ်။အဲ့ဒီနေရာမှာရုံတွေနေအိမ်တွေကနေအပြင်ကိုထွက်ပြေးကြသူတွေကိုမြင်တွေ့ရတယ်လို့ကာလကတ္တက AFP သတင်းထောက်ကပြောကြားထားပါတယ်။ အိန္ဒိယဘက်မှာတော့ငလျင်နဲ့ဆက်ဆက်တဲ့ပျက်စီးမှုဒါမှမဟုတ်ထိခိုက်ဒဏ်ရာရမှုနဲ့ပတ်သက်ပြီးဒဇုံတရာကြရတာမရှိသေးပါဘူးဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရှင်းနာလိုက်ပါရယ်ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ TMG သတင်းဌာနကိုသတင်းတွေပေးပို့ချင်နေဆိုရင်တော့အပေါင်း669 63 633ကိုလုံခြုံဆိုင်ဆက်စွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်ဒီစီစဉ်ကို တလင်းလာနေကနေစနေနေ့အထိ နေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့ဆင်ကြတဲ့သူတွေကိုကျေးဇူးများကြည့်တင်ပါတယ်ရှင်။